စစ်ကောင်စီက TNL ထိန်းချုပ်နေမြေတွေမှာလေကြောင်းတက်ခိုက်မှုဆက်လက်ပြုလုပ်နေပြီးစီပေါ်ကိုထိုးစစ်ဆင်မှုပြင်ဆင်နေပါတယ်ထက်အောင်သတင်းပေးပို့ထားပါတယ်ရှင်။ညညာထိုးစစ်ဆင်ပြီးတဲ့နောက်အော်တိုဘာတရက်နေ့မှာပြန်ပြီးထိန်းချုပ်သွားနိုင်တာဖြစ်ပါတယ်။ဒါမှလည်းကြောင်းမဲတဝိုက်မှာတော့ထီတွေတဲပွဲတွေဆက်ဖြစ်နေပါတယ်။အထူးသဖြင့်အကြောင်းမဲတီဘောလမ်းပိုင်းပေါ်မှာတိုက်ပွဲကဆက်ရှိနေတယ်လို့မြေပြင်သတင်းရင်းမြစ်တို့ကပြောပါရတယ် စစ်ကောင်စီက TNL ထိန်းချုပ်နယ်မြေတွေကိုလေကြောင်းတိုက်ခိုက်မှုတွေဆက်လုပ်နေပြီးဒီဘောနဲ့နန်းစံပတ်မှာလည်းလေကြောင်းတိုက်ခိုက်မှုတွေကြောင့်အရသာတိုက်ဆုံမှုတွေရှိနေတယ်လို့လူနေအိမ်နဲ့ပတ်သက်ရေးဆောင်ဦးတွေလည်းပြည်စီဆုံးရှုံးတာတွေရှိနေပါတယ်။ဒေသခံတို့ပြောပြတာကို DB ကနောက်ခံအတန်းထည့်ဖတ်ထားပါတယ်။မြို့ထဲမှာတော့သူတို့ထိန်းထားတယ်။မြို့ပြင်တွေမှာတော့တိုက်ပွဲတွေရှိနေတော့မယ်။ကြောင်မဲတိဘောအထွက်လန်းနာမှာတိုက်ပွဲဆက်ဖြစ်နေတာ။ဂျက်ဖိုက်တာတွေနဲ့ကတော့ဓားလျှောက်လာပြနေတာပဲ။ စစ်ကောင်စီနေနဲ့နောင်ချိုကိုတိမ့်ပိုက်ပြီးတဲ့နောက်ကြောင်မဲဘက်ကိုလက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေအရင်ပြုလုပ်ပြီးမြေပြင်ကနေထိုးစစ်ဆင်ခဲ့တာပါဒီဘက်ကိုလည်းဒီလိုပဲဆက်လုပ်ဖို့ရှိနေတယ်လို့ဆိုပါတယ်လက်ရှိမှာတော့စစ်ကောင်စီအနေနဲ့ကြောင်မဲမှာတက်တွေပြန်လဲစုဖွဲ့ပြီးမှကြာခင်ဒီဘက်ကိုထိုးစစ်ဆက်ဆင်လိုက်မယ်လို့စေးလေးလာသုံးသပ်သူလူဖြစ်တဲ့စီရန်ဘူကြီးကိုစင်ရောကပြောပါရယ်ကြောင်မဲကိုရပြီဆိုတော့ကျွန်တော်လက်ကျန်ကတီဘောပဲရှိတော့တယ်အဲဒါဆိုရင်ကျွန်တော်တို့လာရှိုမန်လေးလမ်းမကြီးတစ်လျှောက်လုံးကိုပေါ့နော်စစ်တပ်က ထိမ့်ချုပ်နိုင်သွားပြီလို့ပြောရမှာအဲ့တော့လက်ကြံတီဘောပေါ့လက်ကြံတီဘောကိုတော့သူတို့အရင်ဆုံးပေါ့နော်တိမ့်လိမ့်မယ်အဲအခုလောလောဆယ်လဲလေချောင်းတက်ခိုက်မှုတွေလုပ်နေတယ်လို့မြေပြင်ခြိတက်ဖို့ကင်းထောက်မှုတွေလည်းလုပ်နေတာကိုတွေ့ရတယ်တစ်ဆယ်နှစ်ဆက်ကွန်စစ်စီရင်ကာလာတွင် TNL ကနောက်ချိုကြောင်းမဲ့မိုးကိုတီဘောစားတဲ့မြို့ပေါင်း12မြို့ကိုတင်ပိုက်ထားတာပါအဲဒီနောက်တရုတ်ဂျာဝင်နဲ့ဆွေးနွေးပွဲတွေရှိလာပြီးစစ်ကောင်စီက TNL ထင်းချုပ်ထားတဲ့မြို့တွေကိုပြန်တောင်းခဲ့ပါတယ် TNL ဘက်ကလက်မခံခဲ့တဲ့နောက်မှာတော့စကောင်စီကပြန်ပြီးထိုးစစ်ဆင်ခဲ့တာဖြစ်ပြီးနောင်ချိုးနဲ့ကြောင်မဲကို TNL ဘက်ကပြန်ပြီးလက်လွတ်ထားပြီးဖြစ်ပါတယ်ကျွန်တော်ထားအောင်ပါ